ဆန်စုနီပဆန်စုဖို့နီလန်းပဲနမတေအတုံးစရိတ်ကိုစရင်ပြုစုပါ class in wing way နဲ့ trunk way ကိုမှတ်သားထားပါဘယ်နေရာမှာပိုကုန်နေလဲဆိုတာသိရှိပြီးလိုအပ်တဲ့နေရာမှာချွေတာနိုင်ပါတယ်နမနှင်းဘာချက်သတ်မှတ်ပါ လာစေဝင်ငွေရဲ့90ရာခိုင်နှုန်းကိုအ30ရဲ့30ရာနိုင်နှုန်းကိုစုငွေ20ရာခိုင်နှုန်းကိုရင်းနှီးမြှုပ်ညာဖို့အတွက်ခွဲဝေ30ပါဒါကရေဘူးအားအခြေခံဖြစ်ပြီးတော့ကိုယ့်ရဲ့လိုအပ်ချက်နဲ့ကိုင်းညီအောင်ပြင်ဆင်နိုင်ပါတယ်နံပါတ်3 အရေးမပါတဲ့အတုံးစေးကိုရှော့ချပါမလို့အတဲ့အရာတွေကိုဝယ်ယူခြင်းကိုရှောင်ခြင်းပါဈေးဝယ်ထွက်ကန်နီးမှဆရင်လုတ်ပြီးလိုအပ်တာကိုပဲဝယ်ပါနံပါတ်၄စွန့်ဝင်အကောင့်ဖွင့်ပါဘာမှစွန့်ဝင်အကောင့်ဖွင့်ပြီးပုံမှန်ငွေထည့်ပါ အတိုးနှုန်းကောင်းတဲ့စုငွေအကောင့်မျိုးကိုရွေးချယ်ပါတမန်ငါရီမန်းချက်တမန်လိုက်ပါဘလောင်းငွေကိုဘယ်ချိန်အတွင်းစုမယ်ဆိုရက်တမတ်ပါရေတိုနဲ့ရေရှည်ရီမန်းချက်ကိုချမှတ်ပါသမချရင်းနှီးနှုတ်နယ်မူလောက်ပါ ွေဝေတဲ့မကပဲရင်းနှီးမြုံနံမှုလောက်ပြီးမွေကိုတိုးပွားပိုးပွားတိုးပွားအောင်လှုပ်ပါစတောဇေအကျွေးဝဲကရွှေအေးညီစားတဲ့နီလန်းတွေကိုလိလာပါနမခုနဲ့အကျွေးရှောင်းပါအကျွေးမယူပါနဲ့အကျွေးရှိနေရင်ဥစွာပြန်ဆက်ပါ အကျွေးကြောင့်အတိုးပေးရတာငွေစုကထက်ပိုကိုကျနိုင်ပါလေ။အမရှေအပေါ်ဝင်ငွေရှားပါ။အချိန်ပိုင်းအလုပ်လုပ်တာ online ကနေဝင်ငွေရှားတာမျိုးလုပ်နိုင်ပါလေ။ကိုရဲ့ကျွမ်းကျင်မှုကိုအတုံးချပြီးအပေါ်ဝင်ဝင်ရှာပါနမကို ဈေးကွက်ကိုလေ့လာပါဈေးကွက်အခြေအနေကိုသိရှိပြီးဘယ်လိုနေရာမှာရှင်နေမြုံနေရမလဲပေါ့ဆုံးဖြတ်ပါငွေကြေးဆိုင်ရာဘ ഹു တုတ္တရကိုတိုးမြင့်ပါနမတဆေစိတ်ရှိပါမွေစုတာကရေရှည်လုပ်ငန်းစဉ်ဖြစ်ပါရင်စိတ်ရှိရှိထားပြီး ပုံမှန်လှုပ်ဆောင်ပါ ဒီနီလန်းတွေကိုလိုက်နာမယ်ဆိုရင်ငွေစိုးဖို့ပုံမလည်းကူလာပါလိမ့်မယ်ဒီဗီဒီယိုလေးကို share သွားလို့ရပါတယ်